အားလုံးပဲမင်္ဂလာပါရှင် Revo Rebuy Monis Channel မှာကြိုဆိုလိုက်ပါတယ်။ Casper Zoe ရဲ့လူမကြိုက်တာခံရတဲ့တတိဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။လူမကြိုက်တာခံရတဲ့တတိအပိုင်းဆက်လေးစတုထာညာကမ္ဘာလောကရဲ့ဗဟိုချက်ကဘယ်မှာလဲ။ဒါကအတော်လေးနှီးစက်နေပြီ။ငါအဲ့ဒီအချက်ကိုလက်ခံပြီးတော့မယ် နောက်တစ်ပတ်မှာလူငယ်ဟာဒသနပညာရှင်စီကို ပြန်ရောက်လာပါတယ်။သူဟာမအောင်အီးနိုင်တော့တဲ့ပုံစံနဲ့တကားကိုတတောက်တောက်ခောက်နေပါတယ်။တာဝန်ခွဲခြားခြင်းဆိုတဲ့သဘောတရားကတကယ်အသုံးဝင်တဲ့သဘောတရားတစ်ခုပဲ။ခမရနောက်ဆုံးတစ်ချိန်မှာကျွန်တော်လုံးဝလက်ခံသွားအောင် ရှင်းပြနိုင်ခဲ့တယ်။ဒါပေမဲ့အဲ့ဒါဟာဘဝကိုအထီးကျန်စွာဖျက်ဆီးရမယ်ဘဝအနေနည်းတစ်ခုလိုပဲ။ တာဝန်ခွဲခြားခြင်းနဲ့လူလူချင်းဆက်ဆံရေးမှာလူတယောက်ထမ်းရတဲ့ဝင်ကိုပော့ပါစေခြင်းဟာလူတယောက်နဲ့အခြားလူတွေရဲ့ဆက်ဆံရေးကိုဖျက်တောက်ပြက်လိုက်ရသလိုပဲပြီးတော့တခြားလူတွေရဲ့မကြိုက်တာကိုခံဖို့ခမားကကျွန်တော်ကိုပြောတယ်အဲ့ဒါကိုခမားကလွတ်လပ်မှုလို့ခေါ်မယ်ဆိုရင်ကျွန်တော်မလွတ်လပ်ဖို့ကိုပဲရွေးချယ်တော့မယ်ပေါကလိကစိတ်ပညာနဲ့ holism holism အစိတ်တွေပေါင်းထားတဲ့အစုဟာအစိတ်တွေစုစုပေါင်းထက်ပိုများတယ်ဟူသောအယူအဆလူတယောက်ကိုအစိတ်ပိုင်းတွေအဖြစ်မမြင်ပဲတစုတစည်းတဲ့အဖြစ်မြင်သောအယူအဆကောင်းပြီမင်းဒီနေ့မှုံမှုံမိုင်းမိုင်းပုံပေါက်နေပါလားခင်ဗျာတည်လားနောက်ဆုံးတစ်ချိန်တွေ့ပြီးကလေးကတာဝန်ခွဲခြားခြင်းနဲ့လွတ်လပ်မှုအကြောင်းကိုကျွန်တော်အေးအေးဆေးဆေးနဲ့စစ်စစ်ဆက်ဆက်တွေးတောနေခဲ့တယ် ကျွန်တော်စိတ်ခံစားမှုတွေတည်ငြိမ်သွားတဲ့အထိဆောင်ပြီးကျွန်တော်ကြောင်းကျိုးဆင်ကျင်တတ်တဲ့စိတ်ကိုအသုံးချခဲ့တယ်။ဒါပေမဲ့တာဝန်ခွဲခြားခြင်းသဘောတရားဟာလက်တွေ့ကျတဲ့ပုံမရဘူး။ဟမ်ကောင်းပြီစပောင်းတာဝန်ခွဲခြားခြင်းဆိုတာဟာအနာသက်မြင်တွေသတ်မှတ်ခြင်းကိုအခြေခံပြီးငါကငါမင်းကမင်းလို့ပြောတဲ့သဘောတရားတစ်ခုပါပဲ။အဲဒီလိုသာနေရင်လူလူချင်းဆက်ဆံရေးပြဿနာတွေနှဲပါသွားလိမ့်မယ်ဆိုတာကတော့အသေးချာပါပဲ။ဒါပေမဲ့ အဲ့လိုဘဝနေထိုင်မှုနည်းလမ်းကမှန်ကန်ပါတယ်လို့ခမရတကယ်ပဲပြောနိုင်မှာမလားကျွန်တော်အတွက်တော့အဲ့ဒါကကိုကိုကိုလုံးဝအုတ်တုံဗဟုပြုထားပြီးတကူတော်ဝါဒကိုပုံပြောင်းထားတဲ့အယူအဆတစ်ခုပါပဲကျွန်တော်ဒီကိုပထမဆုံးချိန်လာခဲ့တုန်းကအဲ့ဒလာစိတ်ပညာဟာပုတ်ကလေးကစိတ်ပညာတစ်ခုပါပဲလို့ခမရပြောခဲ့တယ်အဲ့ဒီဝေါ်ဟာရာကကျွန်တော်ကိုအချိန်ခိုက်တက်တစ်ခုကြာသည့်အထိစိတ်ရှုပ်စေခဲ့တယ်ဒါပေမဲ့နောက်ဆုံးမှအဲ့ဒလိုဘာကြောင့်ဖြစ်နေရတာလဲဆိုတာကျွန်တော်အဖြေထုတ်နိုင်ခဲ့တယ် အဒလာစိတ်ပညာဒါမှမဟုတ်ပုတ်ကလေးကစိတ်ပညာလို့ခမားခေါ်နေတဲ့အရာကအဓိက အနှစ်သာရအားဖြင့်တကိုယ်တော်ဝါဒကိုအခြေခံပြီးလူတွေကိုတယောက်တည်းအထီးတည်းဖြစ်သွားအောင်နေထိုင်မှုအစီကိုဥတည်နေတဲ့အယူဆတရက်ပဲအဒလာပေါ်ထုတ်ခဲ့တဲ့ပုဂ္ဂလိကစိတ်ပညာဆိုတဲ့ဝေါဟာရဟာနားလည်မှုလွဲသွားစေနိုင်တဲ့အချက်တွေပါနေတယ်ဆိုတာအမှန်ပဲ။ငါးပါးကိုဆိုလိုတယ်လဲဆိုတာအခုရှင်းပြမယ်။ပရမဆုံးအနေနဲ့ဝေါဟာရတွေရဲ့ရင်းမြစ်ကိုလေ့လာတဲ့ပညာရက်ကနေပြောရမယ်ဆိုရင် တဦးတယောက်တည်းဆိုတဲ့ဝါဟာရမှာထပ်မံခွဲထုတ်ရမရတော့ဆိုတဲ့အနက်ပါဝင်တယ်ထပ်မံခွဲထုတ်ရမရတော့ဟုတ်လားဟုတ်တယ်တနည်းပြောရရင်အဲ့ဒါဟာဖြစ်နိုင်သမျှအသေးဆုံးသောအတိုင်းတာပမာဏဖြစ်ပြီးအဲ့ဒါကြောင့်မဲသူ့ကိုနောက်ထပ်ပိုသေးငယ်သွားအောင်ထပ်ပြီးခွဲထုတ်လို့မရတော့ဘူးဆိုတော့ထပ်ပြီးခွဲထုတ်လို့မရတော့ဘူးဆိုတဲ့အရာဟာအတိအကျအနေနဲ့ဘာကိုပြောတာလဲအဲ့ဒါလားဟာ ဒွိဒဝါဒသဘောဆောင်တဲ့ဘယ်တန်မိုးစနစ်ကိုမဆိုစန့်ကျင်ခဲ့တယ်။အဲဒီဒွိဒဝါဒကစိတ်ကိုခန္ဓာနဲ့တီးခြားအဖြစ်မှတ်ယူတယ်။ကြောင်းကျိုးစင်ကျင်နာတွေကိုစိတ်ခံစားမှုနဲ့တီးခြားအဖြစ်မှတ်ယူတယ်။တီးစိတ်ကိုမတီးစိတ်နဲ့တီးခြားအဖြစ်မှတ်ယူတယ်။အဲကဘာကိုဆိုလိုတာလဲ။ဥပမာအဖြစ်ရှက်သွေးဖြမ်းပြီးသူ့မျက်နာရဲတာကိုကြောက်တဲ့ကိစ္စကိုဖြေချင်းခြင်းလို့ငါစီလာပြီးဆွေးနွေးတိုင်မင်းနဲ့ចောင်းသူလေးចောင်းကိုမင်းမှတ်မိသေးလား အဲ့ဒါလိုမျက်နှာရဲတာကိုကြောက်တဲ့စိတ်ကိုသူဘာကြောင့်မွေးမြူလိုက်သလဲအဲ့ဒါလားစိတ်ပညာမှာရုပ်ပိုင်းယောဂလက္ခဏာတွေဟာစိတ်စိတ်ဝိညာဉ်နဲ့တိချဖြစ်တယ်လို့မမှတ်ယူဘူးစိတ်နဲ့ခန္ဓာကိုတစ်ခုတည်းဖြစ်မှတ်ယူတယ်သူတို့ကိုတစ်ခုတည်းအနေနဲ့မှတ်ယူပြီးအစိတ်ပိုင်းတွေဖြစ်ထက်မှန်ခွဲစိတ်လို့မရဘူးလို့မှတ်ယူတယ်လူတယောက်ရဲ့စိတ်ထဲမှာဖိစီးမှုဖြစ်လာရင်သူ့လက်တွေခြေတွေတုန်လှုပ်လာတတ်တယ်ဒါမှမဟုတ်မျက်နှာမှာသွေးရောင်တွေလွှမ်းလာတတ်တယ် ကြောက်စိတ်ဖြစ်လာရင်မျက်နာတွေဖြူပက်ဖြူရောဖြစ်သွားတတ်တယ်စသဖြင့်ပေါ့ဟုတ်ကဲ့စိတ်နဲ့ခန္ဓာမှာချိတ်ဆက်နေတဲ့အစိတ်ပိုင်းတွေရှိတယ်ဆိုတာသိကြပါဗျ။ကြောင်ကျိုးစင်ကျင်မှုနဲ့စိတ်ခံစားမှုဟာလည်းအလားတူပဲ။သိစိတ်နဲ့မသိစိတ်ဟာလည်းအဲ့ဒါလိုပါပဲ။ပုံမှန်အားဖြင့်စိတ်လှုပ်ရှားပြောင်းလဲမှုမဖြစ်လွယ်တဲ့လူတစ်ယောက်ဟာစမ်းတမ်းနဲ့စိတ်ခံစားမှုတွေဖြစ်လာတာမျိုးတယောက်ယောက်ကိုအော်ဟစ်ပစ်လိုက်တာမျိုးဖြစ်လာဖို့ကိုမျှော်လင့်ထားဘူး။ ငါတို့ဟာငါတို့နဲ့တနည်းနည်းကင်းလွတ်ပြီးတည်ရှိနေတဲ့စိတ်ခံစားမှုတွေရဲ့ဖန်ဆားမှုကိုခံနေကြရတဲ့သူတွေမဟုတ်ပါဘူး။ငါတို့တဦးချင်းစီတိုင်းဟာပေါင်းစည်းပြီးတစ်ခုတည်းအဖြစ်ပြည့်ပြည့်ဝဝရှိနေကြတဲ့သူတွေကြီးပါပဲ။မဟုတ်ဘူး။အဲ့ဒါကမမှန်ဘူး။ဘာကြောင့်လဲဆိုတာတိတိကျကျပြောရရင်လူတွေပေါ်မှန်ကန်တဲ့နားလည်မှုရှိလာဖို့ရာအတွက်ကျွန်တော်တို့စီမှာစိတ်နဲ့ခံတာ၊ကြောင်းကျိုးစင်ကြယ်မှုနဲ့စိတ်ခံစားမှု တိစိတ်နဲ့မတိစိတ်တို့ကိုတိချာစီဖြစ်နေတဲ့အရာတွေလို့ရှင်းရှင်းလင်းလင်းခွဲခြားသိထားဖို့လိုလိမ့်မယ်။အဲ့ဒါကအငင်းပွားစရာမလိုတော့အောင်တိတာထင်ရှားနေတဲ့အချက်ပဲမဟုတ်ဘူးလား။စိတ်နဲ့ခန္ဓာဟာမတူကွဲပြားတယ်ဆိုတာကကျင်းသိမှန်ပါတယ်။ကြောင်းကျိုးစင်ကြင်မှုနဲ့စိတ်ခံစားမှုဟာမတူကြဘူးဆိုတာလည်းမှန်ပါတယ်။တိစိတ်ရောမတိစိတ်ရော ရှိနေတယ်ဆိုတာလည်းအမှန်ပါပဲဒါပေမဲ့အဲ့ဒါလို့ရှိပေမဲ့လည်းလူတယောက်ဒေါသထွက်လာပြီ တခြားလူတယောက်ကိုအော်ဟစ်ပစ်လိုက်တဲ့အချိန်မှာအဲ့ဒါလို့အော်ဟစ်ပစ်ဖို့ရွေးချယ်လိုက်တဲ့ငါဆိုရာကတခုတည်းအဖြစ်ပေါင်းစည်းသွားတယ်။အဲ့ဒါလို့အချိန်မျိုးမှာလူတယောက်ဟာစိတ်ခံစားမှုတွေကိုတီးခြားလွတ်လပ်စွာဖြစ်တည်နေတဲ့အရာတွေလို့မမှတ်ယူတော့ဘူး။ငါရီမန်းချက်နဲ့ဆက်ဆက်မှုမရှိတဲ့အရာလို့မမှတ်ယူတော့ဘူး။အဲ့ဒါလို့အော်ဟစ်တာမျိုးကိုငါကိုယ်တိုင်ရည်ရွယ်ချက်ရှိရှိနဲ့ဖန်တီးလိုက်တာလို့မမှတ်ယူတော့ဘူး။ငါနဲ့စိတ်ခံစားမှုကိုခွဲခြားသိမြင်ပြီး ငါဒီလိုအော်ဟစ်မိဖို့လှုပ်လိုက်တာကငါရဲ့စိတ်ခံစားမှုကလှုပ်လိုက်တာဖြစ်တယ်။ငါလှုပ်လိုက်တာမဟုတ်ဘူး။ဒါမှမဟုတ်စိတ်ခံစားမှုရလှုပ်မိတာပဲလေ။ငါဘာမှတက်နိုင်တာမှမဟုတ်တာဆိုတာမျိုးတွေတွေးလိုက်မိရင်အဲ့ဒါမျိုးဟာဘဝရဲ့မှုသားတဲကိုအလင်းမြန်ရောက်သွားစေမဲ့အတွေးမြင်မျိုးပဲ။ကျွန်တော်စပွဲတိုးလေးကိုအော်လိုက်မိတာကိုခမည်းဆိုလိုတာဟုတ်တယ်မဟုတ်လား။ဟုတ်တယ်။လူကို တပေါင်းတစည်းတည်းဖြစ်နေတဲ့ငါလို့မြင်ပြီးအစိတ်ပိုင်းတွေဖြစ်ခွဲခြားလို့မရဘူးလို့မြင်တဲ့အမြင်ကို holism လို့ခေါ်တာပဲဆိုတော့ကောင်းပြီလေဒါပေမဲ့ကျွန်တော်ခင်ဗျားစီကလိုချင်တာကပညာရဲ့ nebel တွေက theory တွေသုံးပြီးတကောတော့ဖြစ်နေတဲ့လူဆိုတာကိုအနက်ဖွင့်ပြတာမျိုးမဟုတ်ဘူးဒီမှာအဒလာစိတ်ပညာကိုယုတ်တိကြတဲ့ကောက်ချက်တစ်ခုထားရမယ်ဆိုရင်သူ့အခြေခံချက်ကငါကငါမင်းကမင်းဆိုတာနဲ့လူတွေကိုတသီးတခြားစီနေကြဖို့ပြောချင်တာပဲမဟုတ်လား အဲ့ဒီယူဆကငါမင်းကိုဝင်မစော့ဖတ်ဘူးဒါကြောင့်ငါကိုလည်းမင်းဝင်မရှုံးနဲ့ငါတို့နှစ်ယောက်စလုံးငါတို့ကျင်းတဲ့လိုပဲနေကြမယ်လို့ပြောနေတာပဲမဟုတ်လားအဲ့ဒီအချက်ပေါ်မှာခင်ဗျားဘယ်လိုမြင်တယ်လဲဆိုတာကျွန်တော်ကိုပွန့်ပွန့်လင်းလင်းနဲ့တိတိကျကျလေးပြောစမ်းပါဒါဟာငါယုံကြည်တဲ့အချက်ဖြစ်ပြီးပြီးခဲ့တဲ့တစ်ခေါက်တုန်းကကောင်းမွန်တဲ့လူလူချင်းဆက်ဆံရေးတစ်ခုတိစောက်ဖို့ရာအတွက်အတိုင်းအတာတစ်ခုထိကြွားဝေးတဲ့ဝေးကွာမှုလိုတယ်ဆိုတာငါတည်တည်ချာချာရှင်းပြခဲ့ပါတယ် ချိန်ထဲမှာပဲအရန်နီးကပ်လွန်းနေရင်လူနှစ်ယောက်ဟာတယောက်နဲ့တယောက်စကားပြောဆိုဖို့တောင်ဖြစ်နိုင်မှာမဟုတ်တော့ဘူးဆိုတော့လူနှစ်ယောက်ဟာအရန်နီးကပ်နေရင်လည်းမကောင်းသလိုအရန်ဝေးကွာနေရင်လည်းမကောင်းပါဘူးဒါကြောင့်တာဝန်ခွဲခြားခြင်းဆိုတာကိုလူနှစ်ယောက်တယောက်နဲ့တယောက်ခွဲခွာပြီးနေဖို့ပြောနေတာမျိုးလို့မှတ်မှတ်ယူလိုက်ပါနဲ့အဲ့ဒီအစားလူတယောက်ရဲ့လူမှုဆက်ဆံရေးမှာရှုပ်ထွေးနေတဲ့ခြီလုံးကြီးကိုဖြေလိုက်ဖို့သာပြောတဲ့စကားလို့နားလည်ပေးပါ ခြေလုံးကြီးကို ဖြေရှင်းဖို့ဟုတ်လားအမှန်ပါပဲအခုလက်ရှိအချိန်မှာမင်းရဲ့ခြေမြင်တွေနဲ့အခြားသူတွေရဲ့ခြေမြင်တွေဟာအချင်းချင်းပတ်လည်နေပြီး ရှုပ်ထွေးတဲ့ခြေလုံးကြီးအဖြစ် ရှိနေတယ်။ပြီးတော့မင်းကလည်းကမ္ဘာလောကကိုအဲ့ဒါလိုခြေလုံးကြီးရှုပ်ထွေးနေတာတည်းကနေတဆင့်ရှုကြည့်နေတယ်။အနီးအပြားအညိုအစိမ်းအစရှိတဲ့ခြေမြင်ရောင်စုံတွေဟာရစ်ပတ်ရှုပ်ထွေးပြီးအလုံးကြီးဖြစ်နေတယ်။ အဲ့ဒါကိုမင်းကချိတ်ဆက်မှုလို့ထင်နေတယ်အမှန်ကအဲ့ဒါချိတ်ဆက်မှုမဟုတ်ပါဘူးဆိုတော့အချိတ်ဆက်ဆိုတာကဘာလို့ခင်ဗျားယူဆတယ်လဲအရင်ဒီချိန်တုန်းကတာဝန်ခွဲခြားခြင်းနဲ့လူလူချင်းဆက်ဆံရေးပြဿနာတွေပြေလည်စေမဲ့စည်းညွှန်းကိုငါပေးခဲ့တယ်ဒါပေမဲ့လူလူချင်းဆက်ဆံရေးဟာလူတယောက်တာဝန်တွေကိုခွဲခြားလိုက်ုံနဲ့ပြီးဆုံးသွားမယ့်အရာမဟုတ်ဘူးတာဝန်ခွဲခြားခြင်းဟာတကယ်တော့လူလူချင်းဆက်ဆံရေးအတွက်စထွက်တဲ့အမှတ်ပဲ ဒီနေ့ဆွေးနွေးမှုကိုနည်းနည်းနက်နက်အထိသွားကြပြီးအဒလာစိတ်ပညာက လူလူချင်းဆက်ဆံရေးပေါ်တစ်ခုလုံးခြုံပြီးမြင်တဲ့အမြင်ကိုဆွေးနွေးကြမယ်ပြီးတော့ငါတို့အခြားသူတွေနဲ့ဘလို့လူလူချင်းဆက်ဆံရေးမျိုးကိုထူထောင်ရမလဲဆိုတာကိုဆွေးနွေးကြမယ်လူလူချင်းဆက်ဆံရေးရဲ့ပန်းတိုင်ကအတိုက်အဝန်းဆိုတဲ့ခံစားချက်ကောက်ပါပြီကျွန်တော်မှာမေးခွန်းတစ်ခုရှိတယ်အဲ့ဒီအကြောင်းအရာရဲ့နှလုံးသက်ပုတ်အထိရောက်အောင် ရိုးရိုးရှင်းရှင်းလေးနဲ့ဓာတ်ရိုက်ဖြေပေးပါတာဝန်ခွဲခြားခြင်းဟာလူလူချင်းဆက်ဆံရေးမှာစထွက်တဲ့အမှတ်လို့ခမားပြောခဲ့တယ်ဆိုတော့လူလူချင်းဆက်ဆံရေးရဲ့ပန်းနိုင်ကဘာလဲနှလုံးသားဖို့အထိရောက်အောင်ဓာတ်ရိုက်ဖြေရမယ်ဆိုရင်တော့အဲ့ဒါကအတိုက်အဝန်းဆိုတဲ့ခံစားချက်ပဲအတိုက်အဝန်းဆိုတဲ့ခံစားချက်ဟုတ်လားဟုတ်တယ်အဲ့ဒါကအဒလာစိတ်ပညာရဲ့အဓိကအယူအဆပဲ အဲ့ဒီအယူအဆကို အသုံးချတဲ့နေရာမှာတော့ကြဲကြဲလောက်လောက်ပဲငင်းခုန်ဆွေးနွေးမှုတွေဖြစ်ခဲ့ကြတယ်။တကယ်တမ်းမှာအတိုက်ဝန်းဆိုတဲ့ခံစားချက်အယူအဆကိုအက်ဒလာတင်ပြခဲ့တဲ့အချိန်မှာလူများပြားဟာသူနဲ့သဘောထားကွဲလဲခဲ့ကြတယ်။အတော်လေးစိတ်ဝင်စားစရာကောင်းနေပြီ။အဲ့ဒီအယူအဆကဘယ်လိုမျိုးလဲ။နောက်ဆုံးတစ်ခေါက်မတိုင်ခင်အရင်တစ်ခေါက်တုန်းကလူတယောက်ဟာအခြားသူတွေကိုဘယ်လိုမြင်မလဲ။ရန်သူတွေဖြစ်မြင်မလား။ရဲဘော်ရဲဘက်တွေဖြစ်မြင်မလားဆိုတဲ့ကိစ္စကိုဆွေးနွေးခဲ့ကြတယ်။ အခုအဲ့ဒါကိုနည်းနည်းပို့ပြီးနက်နက်ဆွေးနွေးကြရအောင် တခြားသူတွေဟာငါတို့ရဲ့ရဲဘော်ရဲဘက်တွေဖြစ်ရင်ငါတို့ဟာသူတို့နဲ့ဝန်းရံလွှမ်းခြုံခံရပြီးနေထိုင်ကြမယ်အဲ့လိုနေရာမှာငါတို့ဟာငါတို့ရဲ့ကိုပိုင်ခိုးကိုးရာနေရာလေးကိုရလိမ့်မယ်ဒါအပြင်အဲ့လိုနေထိုင်ခြင်းအပြင်ငါတို့ဟာငါတို့ရဲ့ရဲဘော်ရဲဘက်တွေနဲ့မျှဝေလိုတဲ့ခံစားချက်လေးစတင်ရရှိလာလိမ့်မယ်အဲ့ဒီအတိုက်ဝန်းလေးအတွက်လှုပ်ပေးခြင်းစိတ် ပေးမြခြင်းစိတ်တွေရှိလာမယ်။အဲ့ဒီလိုမျိုးတခြားသူတွေကိုရဲဘော်ရဲဘက်လို့ခံစားရတဲ့စိတ်ကိုကိုပိုင်ခိုကိုရနေရာလေးရှိတယ်ဆိုတဲ့သိစိတ်လေးကိုပဲအတိုက်အဝန်းဆိုတဲ့ခံစားချက်လို့ခေါ်တာပါပဲ။ဘယ်နေရာမှာအငင်းပွားဖွယ်ရာဖြစ်တာလဲဒါတွေအားလုံးကလုံးဝငင်းပယ်လို့မရနိုင်တဲ့အချက်ပဲပြဒနာကအတိုက်အဝန်းဆိုတဲ့စကားရက်ပဲအတိုက်အဝန်းမှာဘာတွေပါဝင်တယ်လဲ အတိုက်အဝန်းဆိုတဲ့စကားကိုမင်းကြားတဲ့အချိန်မှာမင်းစိတ်ထဲဘလို့ပုံရိပ်တွေရောက်လာသလဲလူတယောက်ရဲ့အိမ်ထောင်မိသားစုကြောင်းအလုပ်ဒါမှမဟုတ်ဒေသတွင်အဖွဲ့လေးတွေဆိုတဲ့ဘောင်လေးတွေကိုမြင်လာမိတယ်အဒလာကအတိုက်အဝန်းကိုအနက်ဖွင့်တဲ့အချိန်မှာအဲ့ဒီအိမ်ထောင်မိသားစုကြောင်းအလုပ်ဒေသတွင်အဖွဲ့ဆိုတာတွေထက်ကြော်လွန်ပြီးနိုင်ငံတွေ လူသားဓုရေခြင်းဓမ္မကအတိတ်ကနေအနာဂတ်အထိပါဝင်တဲ့အချိန်နဲ့အပင်တွေတိရစ္ဆာန်တွေကိုပါထည့်သွင်းသတ်မှတ်ခဲ့တယ်။သတ်မဲ့အရာဝတ္ထုတွေတောင်ပါသေးတယ်။ဟမ်။အင်းတနည်းပြောရရင်အတိုက်ဝန်းဆိုတာဟာလူတွေရဲ့စိတ်ထဲမှာကြိုတင်သတ်မှတ်ထားနေပြီးသားဘောင်တွေဓမ္မကအတိတ်ကနေအနာဂတ်အထိရှိနေခဲ့ရှိနေမဲ့စကြဝဠာကြီးတစ်ခုလုံးစတဲ့အရာအလုံးပါဝင်နေတာပါပဲ။မဟုတ်တာ။ ခင်ဗျားကျွန်တော်ကိုလမ်းပြအောင်လုပ်နေပြီစက်ကြောဗလာကြီးဟုတ်လားအတိတ်ကနေအနာဂတ်အထိဟုတ်လားခင်ဗျားဘာတွေပြောနေရလဲဒီယူဆကိုကြားလိုက်ရတဲ့လူများစုဟာလဲမင်းလိုပဲတန်နေရတွေဖြစ်လာကြတာပဲဒါဟာလူတယောက်ချက်ချင်းနားလေသဘောပေါက်ဘဝင်ကြသွားစေမဲ့အယူဆတစ်ခုတော့မဟုတ်ဘူးအဲ့ဒလာကိုယ်တိုင်ကလဲသူ့ဖော်ထုတ်ထားတဲ့အတိုက်ဝန်းဆိုတဲ့သဘောတရားဟာမဖြစ်နိုင်တဲ့စံတစ်ခုလို့မှတ်ယူထားပါတယ် ဆိုတော့အဲ့ဒါကဇဝေဇဝါနဲ့စိတ်ရှုပ်စရာကြီးပေါ့မဟုတ်ဘူးလားဆိုတော့ဘလို့ဖြစ်သွားမလဲအဲ့အတိုက်ဝန်းဆိုတဲ့ခန်းစားချက်ကိုခမရရောတကယ်ဘဝင်ကြပြီးလက်ခံရဲ့လားဒါမှမဟုတ်ဘလို့ပဲဖြစ်ဖြစ်စัจ java ဝလာကြီးတစ်ခုလုံးပါဝင်နေတယ်လို့ပဲလက်ခံမှတ်ယူထားမှာလားငါစူးစမ်းကြည့်ရမယ်ဘာကြောင့်လဲဆိုတော့ဒီအချက်ကိုနားမလဲခဲ့ရင်လူတယောက်ဟာအန်ဒလာစိတ်ပညာကိုအမှန်တကယ်နားလည်နိုင်မှာမဟုတ်ဘူးလို့ငါခံစားရလို့ပဲ။ဘာဖြစ်လဲကောင်းပြီလေ ငါပြောလာသမျှတခြားလုံးမှာအဒလာစိတ်ပညာကပြဿနာအားလုံးဟာလူလူချင်းဆက်ဆံရေးဆိုင်ရာပြဿနာတွေဖြစ်တယ်လို့မြင်တယ်ဆိုတာကိုပြောခဲ့တယ်။လူလူချင်းဆက်ဆံရေးဟာမပျော်ရွှင်မှုရဲ့အရင်းမြစ်ပဲ။ပြီးတော့အဲ့ဒါနဲ့ဆန့်ကျင်ဘက်စကားတစ်ခုကိုလည်းပြောလို့ရသေးတယ်။လူလူချင်းဆက်ဆံရေးဟာပျော်ရွှင်မှုရဲ့အရင်းမြစ်ပဲလို့ပေါ့။အမှန်ပေါ့ ဒါအပြင်အတိုက်အဝန်းဆိုတဲ့ခံစားချက်ဟာပျော်ရွှင်မှုရှိတဲ့လူလူချင်းဆက်ဆံရေးအခြေအနေတစ်ခုကိုသတ်မှတ်ဖို့ရာအတွက်အရေးကြီးတဲ့အညွန်အမှတ်တစ်ခုဖြစ်တယ်။ကောင်းပါပြီ။အဲ့ဒါကိုကျွန်တော်အစအဆုံးအားလုံးသိချင်ပါတယ်။အတိုက်အဝန်းဆိုတဲ့ခံစားချက်ကို လူမှုအကျိုးစီးပွားလို့ပြောလို့လည်းရတယ်။ပြောရမယ်ဆိုရင်လူအဖွဲ့အစည်းရဲ့အကျိုးစီးပွားပေါ့။ဆိုတော့အခုမင်းကငါမိကွန်းတစ်ခုမင်းမယ်။ လူမွေသိပ္ပံပညာရှူထောင်းကနေကြည့်မယ်ဆိုရင်လူအဖွဲ့စည်းရဲ့အသေးငယ်ဆုံး unit ကဘာလဲဆိုတာမင်းသိလားလူအဖွဲ့စည်းရဲ့အသေးဆုံး unit အင်းမိသားစုလို့ပြောချင်တယ်မဟုတ်ဘူးအဲ့ဒါကမင်းနဲ့ငါဆိုတာပဲလူနှစ်ယောက်ပဲရှိမယ်ဆိုရင်လူအဖွဲ့စည်းဆိုတာသူတို့နှစ်ယောက်ပဲအတိုက်ဝန်းဆိုတာလည်းသူတို့နှစ်ယောက်ပဲအဲ့ဒါလားပြောတဲ့အတိုက်ဝန်းဆိုတဲ့ခံစားချက်ကိုနားလည်ဖို့ရအတွက်မင်းနဲ့ငါဆိုတာကနေစပြီးနားလည်အောင်လုပ်ဖို့ငါပြောချင်တယ် ါကိုစပြီးနားလည်ပြီးရင်ဘာဆက်လုပ်ရမလဲအတ္တကိုကျိုးစည်းပွားကိုတွယ်ညိနေတာကနေအခြားသူတွေဂွင်းစာဂွင်းပိတ်လူမှုအကျိုးစည်းပွားအတွက်ကိုလည်းထဲ့သွင်းစဉ်းစားပေးတတ်တဲ့စိတ်ထားစီကို ပြောင်းလဲပေးရမယ်အတ္တကိုတွယ်ညိနေတာဟုတ်လားအခြားသူတွေအတွက်ထဲ့သွင်းစဉ်းစားတာဟုတ်လားအဲ့အရာတွေကဘာတွေလဲကိုကိုကိုပဲဘာကြောင့်စိတ်ဝင်စားနေတာလဲကောင်းပြီ ဒါကိုတည်တည်ချာချာလေးစဉ်းစားကြရအောင်ပူရှင်းမှုအတွက်အတ္တကို တွယ်ညှိမှုဆိုတာအစားငါဘ ਹੁ ပြုဆိုတဲ့စကားကိုသုံးမယ်မင်းအမြင်မှာငါဘ ਹੁ ပြုတဲ့လူမျိုးကိုဘယ်လိုလူမျိုးလို့ထင်သလဲအင်းကျွန်တော်စိတ်ထဲပထမဆုံးပေါ်လာတာကအာနာရှင်လူမျိုးနိုင်လူမင်းထက်ပြုကျင်တဲ့သူလူမျိုးလူတွေပဲအထက်စီးကနေပြောဆိုဆက်ဆံခြင်းစိတ်ရှိတဲ့လူမျိုးသူတပားစိတ်နောက်ရှဲဖြစ်မှာကိုမစိုးရိမ်တတ်တဲ့လူမျိုး ီးတော့ရာရာမှာကိုယ်ကောင်းကျိုးအတွက်ကိုပဲကြည်တတ်တဲ့သူမျိုးတွေလည်းပါမယ်။ဘဝလောကဟာသူ့ကိုဗဟိုပြုပြီးလက်ပတ်နေတာလို့သူထင်နေလိမ့်မယ်။သူ့ကိုယ်သူလုံးဝအခွင့်အာဏာရှိရသူလို့ထင်မှတ်နေပြီးအာဏာရှင်တဦးလို့ပြုမူလိမ့်မယ်။သူဝင်းကျင်မှာရှိတဲ့လူတွေအတွက် ကြီးမားတဲ့ဒုက္ခတွေကိုဖန်တီးတဲ့သူမျိုးဖြစ်လိမ့်မယ်။ရှိတ်စပီးယားဇက်လန်နဲ့ကလီယာဘီယင်ကြီးလိုမျိုးအာနာရှင်တယောက်ပေါ့။ဟုတ်ပြီ။အခြားတစ်ဖက်မှာလည်းသူဟာအာနာရှင် ဖြစ်เสียမလိုပါဘူး။ အစုအဖွဲ့တစ်ခုရဲ့သဟဇာတဖြစ်တည်နေမှုကိုနှောက်ယှက်ဖျက်ဆီးတတ်တဲ့လူမျိုးကိုလည်းငါဗဟိုပြုသမားလို့ပြောလို့ရတယ်။သူဟာအစုအဖွဲ့ထဲမှာပါဝင်လို့မရပဲတကူတော်လှုပ်ဆောင်တတ်တဲ့လူမျိုးဖြစ်လိမ့်မယ်။သူ့လှုပ်ဆောင်ချက်တွေမှားယွင်းခဲ့ရင်လည်းသိနာလည်းမဲ့ပုံမရှိဘူး။သူမတီနိုင်တဲ့ဂရိစကားတွေနောက်ကျတဲ့ချိန်ဆမှုတွေအတွက်သူ့အမားလိုမြင်ပြီးတောက်မှန်တက်မဲ့သူမျိုးမဟုတ်ဘူးပြောရရင်တော့သူကအတ္တသမားပေါ့တေးကြတာပေါ့ အဲ့ဒါကငါဗဟိုပြုတဲ့လူလို့ပြောလိုက်တဲ့အချိန်မှာပုံမှန်အဖြစ်စိတ်ထဲကိုရောက်လာတတ်တဲ့ပုံရိပ်တွေပဲဒါပေမဲ့ငါဗဟိုပြုသမားလို့ပြောလို့ရမယ့်နောက်ထပ်လူစားသမီးကိုကြံသေးတယ်အဲ့ဒါကတော့တာဝန်ခွဲခြားခြင်းကိုလုံနိုင်စွာမရှိတဲ့သူနဲ့အတိမတ်ပြုခံလို့စိတ်ကိုအလွန်အမင်းလိုချင်တဲ့သူတွေဟာလဲတော်တော်ဆိုးဆိုးဝါးဝါးကိုငါဗဟိုပြုဖြစ်နေကြတဲ့သူတွေပဲအဲ့ဒါတွေကဘာကြောင့်ငါဗဟိုပြုဖြစ်ရတာလဲ အတိမတ်ပြုခံခြင်းစိတ်ရဲ့အစစ်အမှန်သဘောတဘာဝကိုစဉ်းစားကြည့်လေအခြားသူတွေကမင်းကိုဘလောက်များအာယုံစိုက်နေကြမလဲသူတို့မင်းကိုဘာတွေဝေဖန်ကြသလဲပြောရမယ်ဆိုရင်မင်းအလိုဆန္ဒကိုသူတို့ဘလောက်ဖြည့်ဆည်းပေးကြလို့လဲအဲ့ဒါလို့အတိမတ်ပြုခံခြင်းစိတ်တွေနဲ့ပြည့်နှက်နေတဲ့လူတယောက်ဟာအခြားသူတွေကိုကြည်နေပုံရပါမယ်သူတကယ်ကြည်နေတာက သူ့ကိုယ်သူပါပဲ သူတို့ဟာသူတပားအတွက်ကိုစဉ်းစားမပေးကြပဲငါဆိုတာအတွက်ပဲစဉ်းစားကြတယ်။ရှင်းရှင်းပြောရရင်တော့အဲ့လိုလူမျိုးတွေဟာငါဘိုဟိုပြုသမားတွေပေါ့။ဆိုတော့ကျွန်တော်လိုမျိုးတခြားသူတွေကဝေဖန်အကဲဖြတ်မှာကိုကြောက်နေတဲ့သူမျိုးကိုရောငါဘိုဟိုပြုသမားလို့ခင်ဗျားပြောမှလား။ကျွန်တော်ကတခြားလူတွေကျွန်တော်ကိုပြောနေကြတာတွေကိုသိအောင်လုပ်ပြီးသူတို့နဲ့လိုက်လျောညီထွေဖြစ်အောင်ကိုကိုကိုတအားစူးစမ်းပြီးပြုပြင်ယူနေရလေ။ဟုတ်တယ်။ပြောရမှာပဲ။ အတိတ်တွေကတော့မင်းဟာငါဆိုတာကိုပဲလုံလုံစိုးရိမ်မှုပဲစဉ်းစားနေတာပဲမင်းကငါဘ ഹു ပြုသမားပဲအခြားသူတွေကအကောင်းထင်တာကိုမင်းခံကျင်နေဒါကြောင့်သူတို့မင်းကိုဘလို့ရှုမြင်မလဲဆိုတာကိုမင်းစိုးရိမ်မှုပန်းနေတယ်အဲ့ဒါဟာတခြားသူတွေအတွက်မစဉ်းစားတာပဲအဲ့ဒါကအတ္တကိုတွယ်ညိတာကလွဲလို့တခြားဘာမှမဟုတ်ဘူးဒါပေမဲ့ နောက်ဆုံးတစ်ကြိမ်တော့ကငါတခုပြောခဲ့တယ်။မင်းကိုမကောင်းထင်နေတဲ့သူတွေရှိနေတယ်ဆိုတာကမင်းဟာလွတ်လပ်စွာနေထိုင်နေတယ်ဆိုတဲ့တက်သေးပဲဆိုတာလေ။အဲ့ဒါကိုမင်းကငါဘဟုပြူတာလို့ထင်နေတယ်။ဒါပေမဲ့အဲ့ဒီအချက်ကိုဒီနေ့ဆွေးနွေးတာတွေကနေတဲ့ဆင့်မင်းသဘောပေါက်နားလည်လာပြီလို့ငါထင်တယ်။ဘာလဲဆိုတော့လူတယောက်ကိုအခြားသူတွေကဘလို့မြင်ကြသလဲဆိုတာကိုအဲ့ဒီလူကအစင်မပြတ်စိုးထိတ်ပူပန်ပြီးနေရတဲ့ဘဝနေနည်းတစ်ခုဟာငါဘဟုပြူတဲ့ဘဝနေနည်းတစ်ခုဖြစ်ပြီး အဲ့ဒီဘဝနေနီးမှာအဲ့လူရဲ့တခုတည်းသောစိုးရိမ်ပူပန်မှုကငါဆိုတာနဲ့ပတ်သက်တဲ့ဟာပဲဆိုတာကိုလေကောင်းပါပြီအဲ့ဒါကအဲ့အသိစရာကောင်းတဲ့အဆိုတစ်ခုပါပဲမင်းတယောက်တည်းမကပါဘူးငါဆိုတာကိုတွယ်ညှိနေကြတဲ့လူအလုံးဟာငါဘဟုပြုသမားတွေပါပဲအဲ့အကြောင်းမို့ပဲအတ္တကိုတွယ်ညှိမှုကနေအခြားသူတွေအတွက်ထဲ့သွင်းစဉ်းစားပေးမှုစီကို ပြောင်းလဲပြစ်ဖို့လိုအပ်တာပေါ့ ကောင်းပါပြီဆိုတော့ဟုတ်ပါတယ်ကျွန်တော်ဟာကိုကိုကိုအတွက်ပဲအမြဲကြည့်နေတယ်ဆိုတာအမှန်ပါပဲအဲ့ဒါကိုကျွန်တော်လက်ခံပါတယ်ကျွန်တော်ကတခြားသူတွေကိုဘယ်လိုမြင်တယ်လဲဆိုတာအထက်တခြားသူတွေကျွန်တော်ကိုဘယ်လိုထင်မြင်ကြမလဲဆိုတာကိုကျွန်တော်အစဉ်တစ်ဖြင့်စိုးရိမ်ပူပန်နေပါတယ်အဲ့လိုနေထိုင်ပုံမျိုးကိုခင်ဗျားကငါဘ ਹੁ ပြုနေထိုင်မှုလို့ပြောမယ်ဆိုရင်ကျွန်တော်ငင်းဆန်ခြေပမှုပြုနိုင်တော့ပါဘူးဒါပေမဲ့ဒီလိုစဉ်းစားကြည့်ပါ ကျွန်တော်ဘဝဟာလူတယောက်အကြောင်းကို ရိုက်ပြတဲ့ရုပ်ရှင်တကားဆိုရင်အဓိကဇက်ဆောင်ဟာငါပဲဖြစ်ရမယ်မဟုတ်ဘူးလားဆိုတော့အဓိကဇက်ကောင်ကိုကင်မရာနဲ့ချိန်ပြီးရိုက်ကူးနေတာကတကယ်ပဲကဲ့ရဲ့ပြစ်တင်ဖွယ်ရာကောင်းတဲ့ကိစ္စတခုလားဟုတ်ကဲ့ပါရှင်စာအုပ်လေးကိုဒီမှာပဲခေတ္တခဏရန်နာလိုက်ပြစေနော်နောက်ဆက်အားပေးကြတဲ့အားလုံးကိုကျေးဇူးများရည်တင်ပါတယ်ရှင်ကျမ်းမာပေးကင်းကြပါစေ